ိုကိုလိုအပ်တဲ့သူ ကိုကိုမြတ်နိုးတဲ့သူကိုမြတ်တာကိုခံယူတတ်တဲ့သူတွေအတွက်ပဲအသက်ရှင်တန်ပါ ကိုကိုမမြတ်နိုးတဲ့သူကိုကိုတန်ဖိုးမထားတဲ့သူကိုမြတ်တာကိုမခံယူတတ်တဲ့သူတွေအတွက်အသက်မရှင်တန်ပါနဲ့တကယ်တော့မြတ်တာဆိုတာကိုမှရှိမှဒုတဝါကိုပေးလို့ရတာပါကိုရဲ့စိတ်တည်ငြိမ်မှုအေးချမ်းမှုမြတ်တာရတ်တွေအကြည်ဓာတ်တွေကိုပျက်စီးခံပြီးတော့ လူတစ်ပါးကိုမေတ္တာပေးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်လူတစ်ပါးကိုမေတ္တာပြည့်ပြည့်ဝဝပေးခြင်းတည်းဆိုရင် ကိုယ့်ကိုတိမ်ငယ်စေတတ်တဲ့ယဝန်၊ကိုယ့်ကိုပူလောင်စေတတ်တဲ့ယဝန်၊ကိုယ့်အကြည်ဓာတ်တွေကိုပျက်စီးစေတတ်တဲ့ပုံကိုယ်တွေယဝန်တွေကိုရှောင်တတ်ဖို့လိုပါတယ်။ကိုယ့်မေတ္တာကိုမခံယူတတ်တဲ့ပုံကိုယ်တွေကိုကပေးပါလေရဲ့ခွက်ကြီးမောက်ထားတဲ့ပုံကိုယ်တွေကိုမေတ္တာမပေးပါနဲ့။ ိုယ့်ရဲ့စိတ်အကြည်တက်ပဲပျက်စီးတတ်ပါတယ်။ကိုယ့်ရဲ့မေတ္တာတက်ပဲပျက်စီးတတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပုထုရှင်နဲ့ထိုက်တန်တဲ့မေတ္တာကိုပဲ ပေးပါ။အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။